ိသတ်များအားလုံးပဲမင်္ဂလာပါ။ကုချီ channel ကနေပြီးတော့ပိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသားမိတ်ဇာတ်လမ်းတွေကတော့စိုင်းသူရေဝင်းထွန်ရေးသားထားတဲ့စာနေတော်မောင်မက်နေ့တခုသော ခီးစဉ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲ့ဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ကျုပ်တို့ရောင်ပြောင်းအောင်လာရရွာသူတွေကကျုပ်တို့မိသည်တို့ကိုကြုံခဲ့ရသည်ကိုမေးမြန်းကြပါရစေ။ကျုပ်ကလည်းဖြစ်ကြောင်းကိုစဉ်ပြပြတော့အားလုံးကအားသိကြတယ်လေ။တချို့ကတော့သူတို့သာဆိုများပြားတဲ့ရှင်ရီကိုအသေးချာယူမိမယ်လို့ပြောလာပါရစေ။တိရရာရီမေးပြီးတော့မှအားလုံးကကျုပ်ဟင်ကနေပြန်သွားကြပါရစေ။ ကမ္ဘာနိုင်ကိုရမစိန်နေသားယောကပြောဖို့ကောင်းရဲ့လားတော်မဲเจ้าကလူတွေပြန်သွားတော့မှမေးလာခြင်းဖြစ်ပါတယ်ပြောဖို့ကောင်းမကောင်းတော့မသိဘူးကြုံရရတဲ့ဒုက္ခကတော့နေ့ကိုဖိတက်တောင်သေးတယ်ကိုရမကြီးကလည်းကျုပ်အဲ့ရွာသွားခြင်းလို့တော်ဟာဘာလို့သွားခြင်းရတာလဲဘာလဲနေကြီးစားရှိလို့လားရမပြောလိုက်တော့မဲเจ้าကပါးလေးတွေရဲသွားပါတယ်ဟုတ်တော့ဘယ်ရရေးစားရှိရမှာလဲကျုပ်ကတရွာသားကိုရေးစားမတော်ရဲပါဘူးတော် ဒါဆိုဒီရွာသားကိုပဲရည်စားတော်မယ်ပေါ့အဲ့ဆိုတော့ငါရှိရင်တော့တို့ကိုကြီးရမလဲဘာကြီးပြောနေမှမသိဘူးမဲเจ้าကဆက်ပြီးပြေးထွက်သွားတယ်ဗျာမင်းအောင်ရမရင်မင်းအောင်မဲเจ้าကိုကြိုက်တော့လားတိုင်ပြီဖေမပြောရဘူးဗျာတုပ်ကိုလက်မခံပါဆိုရင်မင်းရလေကွာမင်းသာတကယ်ချင်းဖွင့်ပြောပါကွာမေကျော်လည်းမင်းစီမှာခန်းစားချက်ရှိရင်ရှိနေမှာပေါ့ကျွန်တော်ကတော့တုပ်ကိုအရောက်ပို့နေပြန်ပါပြီ လက်မခံရင်မျက်နှာချင်းတော့စိုင်းမှမဟုတ်တော့ဘူးဗျာမင်းကလည်းကြောက်တက်လိုက်တာယောက်ျားမဟုတ်တဲ့အတိုင်းပဲဟဲ့တော့မင်းကြီးကိုရှာပြီးမျက်မပေးစမ်းပါနဲ့အမေတို့တွေကပြေစုံလာမဟုတ်ဘူးဒါရဲ့ကြာကြာမဲကြလက်မခံပါအခုလိုဆက်ဆံရေးလေးပြတ်နေပါအောင်မေအမေကကြောက်တက်ကိုပြောနေရကြားပြီးအိမ်မောကဆင်းလာတယ်ဗျာဟောဗျာတကယ်ချင်းပြေစုံလာရင်မပြေစုံလာရင်မကြည့်ပါဘူးမေယာဒါရင်ကစူးစမ်းရင်ရတဲ့အရာတွေပါ တော်ကြမှာမေတော်သူများနဲ့ရသွားရင်အမေသာ အသေးကွဲပြီးမအိမ့်နိုင်မစားနိုင်ဖြစ်နေပါမယ်။ကိုမပြောတော့မှအကျုပ်တောင်တိတ်မှုမိရေဗျာ။ဒါနဲ့မေမေတော်ကိုသဘောကျလား။အကိုဖြစ်သူကနည်းနည်းလေးမြောက်ပေးလိုက်တာနဲ့ညီဖြစ်သူကစားလာပြီ။အမေကတော့မေတော်ကိုသဘောမကျစရာဘာအကြောင်းမှမရှိပါဘူး။ဒီလောက်လိမ္မာတဲ့ကလေးမကိုသဘောမကျပဲရှိပါမလား။ဒါဆိုရင်တော့အကျုပ်မေတော်ကိုပို့ဖက်မယ်ဗျာ။နေဦးရမရဲ့ ိုးဖက်မယ်ဆိုလေမိန်းကလေးဘက်ကသဘောကြောင့်အလုပ်ဝင်မယ်ရတော့ရှိရမှာပေါ့ဒါဆိုကျောကဘာလို့လောက်အောင်မှာတော့ကိုမရဲ့တုတ်တုတ်လောက်တာအမဲပြစ်တာပဲရှိတာလေဒီလိုကငါမှစူထားတဲ့ငွေမင်းနေများရှိတယ်အဲ့ဒီငွေတွေနဲ့လေဝဲလို့ရတယ်လေဝဲပြီးရင်မင်းရလေရလုံငန်းလို့ပေါ့ကိုမကလေးဗျာကျုပ်ကလေမလို့ချင်ပါဘူးအမဲပဲပြစ်ချင်တာဗျာဟက်ကောင်ရဲ့လေလိုခိုင်းတာကမင်းအိမ်အောင်ကြာသွားရင်လေဒီလေလောက်အောင်မှာ အခုချိန်တည်းကလဲဘလို့လှုပ်လေပေးချာပြီးအောင်လေအိမ်တွက်ဝင်ငွေလေးအောင်လုတ်ခိုင်းတာနောက်တစ်ခုကလဲလို့လေးရှိရင်တော့မိမေကျောက်ပူပန်းတဲ့အခါမှာလေအခုတက်ပူစင်ပြီးရပါ့အကုမပြောရလဲဟုတ်ပါတယ်ဂျာနေကျောက်ကိုဘသူကတင်ပေးပါလဲအဖေဦးတော်ကတင်ပေးပါပေါ့ကဲကဲကဲငါအခုဆိုအခုမှငါအိယာခေါင်းရင်းကဝါစီတော်ထဲမှာငါဆွေထားတဲ့ငွေတွေရှိတယ်အဲ့ဒါကိုယူပြီးဦးလေးထုံးမြိုင်စီမှာလဲသွားပါခဲ့တပတ်ခါလောက်လဲစားလို့ကြတာပေါ့ တောင်းကတော့စိတ်မရှိသူဖြစ်ရာယာမကိုလည်းလဲလိုခိုင်းရင်တောင်းအပ်ပေးလိုက်ပါရယ်။ယာမကတော့လဲကိုတိတ်လို့ချင်ပုံပေါ်ပါဘူး။ခဏလေးတော့ဖေနဲ့ယာမလဲဝင်ရန်ထွက်သွားကြပါရယ်။ကိုမရေးလဲရတော့ဝယ်ပြီးပြီ။ဒါဆိုရင်တော့မင်းအလုံးဝင်ရတော့မှာပေါ့။ကောက်ပါရယ်ကွာ။တဏီကုံလို့နောက်တဏီကိုလည်းရောက်ခဲ့ပါပြီ။ကျုပ်ကတော့တနက်ကိုခိုင်းဓာတုတချောင်းကိုလည်းခါမချိတ်ဆွဲရင်အမဲဖြစ်ထွက်ရန်ပြင်ဆင်နေပါရယ်။ကိုမအမဲဖြစ်သွားမှလားတုတ်ပါလိုက်မယ်လေ။ မင်းကလိုက်မလို့လားလေတက်လိုအပ်တဲ့စဘာမျိုးတွေတောက်ယူရအောင်ပါမလားအဲ့ဒါပြင်ရောက်မှတောက်ယူလေရပါရဲ့ဗျာခဏဆောင်ကျုပ်တနက်တောက်ယူလိုက်အောင်မေရမကတားလို့မရတဲ့ကောင်မလို့တနက်ယူပြီးကျုပ်နဲ့လိုက်ခဲ့ပါရီကိုမက်ကျုပ်ကတော့မေတော်နဲ့အောင်သွေးပေးပြီးကိုမက်ကိုရင်ကြတော့ချီရတဲ့သူလေးပါလိမရှိဘူးလားအခုတော့မရှိပါဘူးကွာနောက်တော့ရှိရင်ရှိလာမှာပေါ့ရှိတဲ့ခါလေးကျုပ်ကိုပြောတော့ကျုပ်အစွမ်းကုန်ကူညီမယ် ေးပါကွာအေးပါအခုတော့မင်းကိုမင်းပဲခရီးဆိုင်ပါအောင်ဟုတ်ပါပြီဗျာဒါနဲ့ခုကဘာကောင်ပြက်ပါလဲပုံတည်ရလို့တော့မရှိပါဘူးကွာရှင်တွေ့ရင်တော့လိုချင်တယ်ကျွန်တော်ကတော့ဂျီတို့တော့ဝဲတူလာပေါ့တုံးနဲ့ရောင်ဘာကစကားလေးတပြောပြောနဲ့တော်ရဲဝင်ခဲ့ပါလေတော်လည်းမဆိုးနှစ်ယောက်ဝင်လာခြင်းကြောင့်တိတ်ဆိတ်မှုလွှမ်းမိုးသွားပြန်နေမြောက်တီကတော့ကျုပ်တို့နှုတ်ကိုဆူဆန်းစွာကြည့်ပြီးတော့ဟိုဘေးဒီဘေးခုန်ကူးလျက်ရှိပါရဲ့ ကိုမရဒီမြောက်ဒီတော်တော်မျက်စိနောက်တာပဲသူပြက်တာပြက်လိုက်ချင်တော့တယ်နေပါစီကွာဒါတို့တဘာဝပဲလေမင်းမျက်စိနောက်ရေးမကြည့်နိုင်ဘောကွာဒါနဲ့ကိုမဒီမှာခြေရာတွေတွေ့တယ်မြောက်ဘာကောင်ရဲ့ခြေရာတွေလည်းမသိဘူးရှာမကတဲခွဲစွာမြင်နေရတဲ့ခြေရာတွေကိုပြလိုက်ရကျုပ်ကဆက်ခြေရာတွေဖြစ်ကြောင်းသိလိုက်ပါရဲ့ခြေရာတွေကတော့တိတ်မကြခင်ကခြေရာတွေဖြစ်ရာအခုနေရာနေတိတ်မဝေးတဲ့နေရာမှာရှိနေနိုင်ကြောင်းကိုတွေးမိနိုင်ပါရဲ့ ဒါစိတ်ချင်ရပဲရမှာရဲ့ချီရကတိတ်မကြခင်ရဲ့ချီရဆိုတော့ဒီနီးနားမှာပဲရှိနိုင်တယ်ဆက်ဆိုရင်တော့ကျုပ်တို့ဈေးတော်လေးရမှာပဲဟေးပေါ့ကွာဆက်ကလည်းဈေးဖွဲ့ဖို့နဲ့တခြားနေရာတွေမှာသုံးဝင်တာကြောင့်ဈေးကောင်းကရတာပေါ့ဒါနဲ့ကောမဆက်ကဘယ်နေရာတွေမှာအသုံးဝင်တာလဲပြပြပါလားပြာမကဆိုင်ရဲ့သုံးဝင်ပုံတွေကိုမေးမြန်းလာရင်ကျုပ်ကတိတိလောက်ပြန်ဖြေပေးမိပါရဲ့ ခင်ဗျားတို့သိအောင်တခါရေးပြောလိုက်မယ်ဗျာဆက်စရယ်ကောင်ကတော့လှပရည်ဂျိုးရေးရှိပြီးအမွေးမြေများရဲ့ကောင်ပါတနေရာမှာနှစ်ကောင်သုံးကောင်ဆူနေကြပြီးပဝင်းချိန်ကိုလည်းအထူးကိယူဆိုင်တဲ့အကောင်လေးဖြစ်ပါတယ်ဆက်သူကတော့ဈေးပန်းဝင်ရမှာတိုင်းဆေးဆရာတွေကဈေးကောင်ပေးပြီးဝယ်ကြတယ်ဆက်ကတော့အမွေးကျန်းနေပြင်တရေကလည်းကျန်းနေဆက်ထီးနဲ့ဆက်မလည်းမတူကြဘူးလေဆက်မတွေကတော့လေတိုင်းမွေးမရှိကြပါပဲဆက်ထီးတွေကတော့လေတိုင်းမွေးရှိကြတယ် ညဘက်အစာရှာတတ်တဲ့ကောင်လေးဖြစ်တော့နေဘက်မှာလည်းတိတ်မမြင်တွေ့ရတဲ့တဲ့တောင်းတာမျိုးဖြစ်ပါရဲ့ဆဦးဂျိုကတော့ရောင်ရမ်းခြင်းနဲ့ကုလို့မလွယ်တဲ့ယောဂရီအတွက်အသုံးပြုကြတယ်ဦးဂျိုရီကတော့အလှထားရင်တော်ဝင်ကြတယ်စသားကတော့ချောက်ခံထားပြီးလဲဧည့်သည်များအတွက်တည်ခင်းရင်တင်တော်ပါရဲ့သူကယာမကိုဆက်ရဲ့အသုံးဝင်ပုံတွေကိုပြောပြရာယာမကလည်းခေါင်းတင်းငင်းနေရှိနေတယ်ကျိုးတို့ကလည်းဆက်လက်ရှောင်းလာခဲ့ရရန်သူပင်တပင်ကြီးကဆက်နှက်ကောင်ကိုတွေးလိုက်ရှာပါတယ် စရီကတော့အစာစားလိုက်ပဝင်းကြီးကိုကြိတ်လိုက်နေရှင်နေတယ်။ဂျေလောင်နဲ့တနတ်တန်တစ်ချက်ပေါ်ထွက်လာခြင်းနဲ့တူစက်တကောင်ကမေးဖို့လဲကြသွားပါရဲ့။ကိုရမကျုပ်ရဲ့ပြချက်ဘယ်လိုနေလဲ။ရမကတော့တနတ်ကိုပခုံးပေါ်တင်ပြီးပြောလာပါရဲ့။ဒီကွာဝေးကိုမန်เจ้าကိုမှန်ပစ်နိုင်တယ်ဆိုတော့တော်တော်တုတ်တက်လာတာပဲ။ကိုမလက်ရည်ကိုမီဖို့စူးစမ်းရအောင်ပဲလေဗျာ။ ငါလည်းမင်းပြောသလားမဟုတ်ပါဘူးမထူးမခြားနာပါပဲကိုမက်ရာကိုကူကိုနှိမ့်ချလိုက်တာဗျာနှိမ့်ချတာရိမနှိမ့်ချတာရိမလုံနဲ့ဦးအခုကဆက်ကိုဖြည့်ရအောင်မေကျုံတဲ့ယောင်မကဆက်ကိုမလိုအပ်တာရိဖြည့်တော်ပြီးရောင်းထမ်းခဲ့ပါရိဟာကိုမက်တို့ဆက်ကြီးရလာတာပါလားမဲကျော့လေတရွဲလောက်ဝင်မယ်နော်ကျုံအိမ်ရောက်တော့အိမ်လေးရောက်နေတဲ့မဲကျော့ကဆက်ကိုဝယ်ရန်ပြောလာပါရိ မေတော့ရနေလို့ခြေတရေယူသွားလိုက်လေပတ်စံပေးကြမလို့ပါဘူးကိုရမရေမဟုတ်တာကိုရမတို့ကပင်ပင်ပန်ပန်သွားရှာထားတာအလကားမယူနိုင်ပါဘူးနော်မဟုတ်တာမေတော့ရယူဆိုယူထားလိုက်ကေကေကေကိုမတ်တို့တို့အသားဖြည့်အောင်ဗျာရမကတော့မတွန်ရသေးတဲ့ချစ်သူလေးကိုရရော့စွာပေးကန်းနေပုံကိုကြည့်ပြီးကျုပ်ကလည်းပြုံးမိပါရဲ့အကျန်းပုံစံသာဖြတ်ထားတဲ့သားကိုတေချာဖြတ်ပြီးအသားကောင်းတွေကိုမေတော့ကိုပေးတယ် ဒီနေ့မှချောင်းကလည်းစိုးနေလာတယ်လို့ပဲကွာကျုပ်ဝင်နောက်လိုက်တော့မဲတော့ကဆက်သွားပြီးပြန်ထွက်အိမ်ဝင်ကဝါတိုင်းနဲ့ခေါင်းနဲ့တိုက်ပြီးတော့ပူဆူးသွားတာပေါ့ရှယ်ရန်ရန်ပြီးအိမ်ပြင်ကိုပြေးထွက်သွားပါရဲ့အကိုမက်ကတော့အရေးစိုးလုပ်ပြီဗျာဟဲ့ကောင်ရငါမင်းအေးအေးဆေးဆေးစကားပြောလို့ရအောင်လှုပ်ပေးလိုက်တာအသားရေယူပြီးနောက်ကလိုက်ပြီးအေးလေးလိုစကားပြောဖို့ကွာ ်ကျုပ်ပြောလိုက်တော့ယာမားကသဘောပေါက်သွားပြီးအသားရေလေးဆွဲပြီးနောက်ကလိုက်သွားပါတယ်မေတော်မေတော်ဟာလင်းရလေမြင်လိုက်တာဟာစောင့်ပါဦးဟာဟင်ကိုယာမားဘာလို့လိုက်လာလဲနေအသားရေကျန်ငယ်လို့လိုက်ပေးရပါဒါနဲ့နေဘာသာစားခြင်းနဲ့တော်ပြင်းထွက်ရင်ပြစ်ခဲ့မယ်ယာမကအသားရဲကိုပြင်ပြောရမဲကျောကအသားရဲကိုယူလိုက်ရင်ကိုယာမရဲ့ကျမအတွက်ဒုက္ခမရှာပါနဲ့ကိုယာမသာအမဲပြေထွန်ကယူဆိုင မဲကျောင်းကကိုရမောက်စိတ်ဘူးလို့လားစိတ်ဘူးတာပေါ့ကိုရမရဲ့မဲကျောင်းမှာဒီကိုနှစ်ယောက်ပဲရှိတာစိတ်ဘူးတာပေါ့ဟင်မဲကျောင်းကကိုရမောက်အခုတယောက်နေနေစိတ်ဘူးလားအင်းလေကိုရမောက်ဘယ်လိုစိတ်ဘူးစီခြင်းလို့လဲကိုရမောက်လူတင်နေစိတ်ဘူးတာမျိုးဟာတမီးလက်ထဲမှာလည်းအသာရိနေပါလားမောင်ရမတော့အိမ်ကဝဲလာလားရမချင်းဒီကောင်တို့မဲကျောင်းမိခင်နဲ့လက်မတော်တာဖြစ်ပါရဲ့ မဟုတ်ပါဘူးကိုရမအိမ်စားဖို့ပေးလိုက်တာတမီးရဲ့ဒီလောက်အများကြီးကိုယူလာရလားမောင်ရမရဲ့တော်တော်ပတ်စံရှင်းပေးမယ်နော်ရပါလေတော်တော်ရဲ့စားစင်ချင်လို့ပေးလိုက်တာပါဗျာပတ်စံမယူပြရစေနဲ့ဟောအေးပါကွင်းဒါနဲ့တမီးတို့နှစ်ယောက်ကဘယ်ရောတမီးရအိမ်ကိုပြန်မလို့လေးမိရဲ့တမီးအသားရမိခဲ့လို့ကိုရမကလိုက်ပြရတော်တော်ကျုပ်လည်းပြန်လာဦးမယ်ဗျအိမ်မှာလို့လေးရှိလို့အေးအေးပါကွင်း ရာမရဲ့မင်းဖြစ်ကလည်းစိုးပါလားရာမကမဲကျောင်းလောက်လိုက်သွားရဖြစ်တဲ့အကြောင်းတွေကိုပြန်ပြပြတော့ကျုံလည်းဟားတိုင်ရေးလိုက်ပါရယ်ရာမကတော့နေမရထိုင်မရနဲ့ဟိုလျှောက်ထီလျှောက်ရှိနေတယ်မဲကျောင်းမေရောက်လာလို့ဗျမဟုတ်ရင်ကျုံမဲကျောင်းကိုချစ်နေတဲ့အကြောင်းပြောလိုက်ရမှာအခုတော့ဗျာအသေးရေရားလိုက်ပါပြီအထိမ်မတန်သေးလို့မင်းကိုနှက်ကောင်းမှားလိုက်တာဖြစ်မှာပေါ့ကွာ ရေပါဗျာရေပါကိုမအလဲကြမှာရှိနိုင်မလားကြည့်ရမယ်အခုတခါမရင်နဲ့ကနှက်ကောင်းတော့ဖြစ်နိုင်မှာကိုမရအဲ့ဒါနှက်ဆိုးဗျာနှက်ဆိုးငါလည်းရဝေးပါသေးရဲ့ကွာကဲကဲကဲမင်းချေကိစ္စနောက်မှာစဉ်းစားအခုတော့ရွာရဲကိုအသားသွင်းရရမယ်အေးဗျာအသားရောင်းကလည်းသွားအောင်မယ်မဲကြောမျက်နှာလေးလွမ်းတာတော့အေးလူလူမလွမ်းရဘူးပြန်ရောက်မှလွမ်းကွာအခုတော့သွားမယ် ကျုံနဲ့ယာမကအသားတွေကိုယွာရဲလှဲ့လှဲ့ရောင်းချရမှာခနာချင်းမိန်ကုန်သွားပါရင်အသားတွေရောင်းပြီးပြီဖြစ်တော်မူကျုံကတန်လျာမှာလှဲနေပြီကိုမန်ကိုမန်ယာမအင်းရှိရသူလည်းမသိဘူးကြည်စမ်းမအောင်ယွာရဲကထွန်းနိုင်စရဲကောင်းလေးဗျဘာလို့လောက်တာလဲမသိဘူးကျုံကတန်လျာကထပြီးတော့အင်းရှိကိုထွက်ခေတာပေါ့ကိုမန်ဒီတစ်ပတ်တည်းတောပြေသွားအောင်ပါလားဘာလို့လဲထွန်းနိုင်ရဲ့ပါလေမဲပါလိုက်လို့လား ဟုတ်တယ်ကိုမဲရဲ့ကျုပ်ရှားစရာလေးတခုရှိလို့သွားရှာမလို့ရှားစရာဟုတ်လားမင်းနွားရီဘာရီပြောက်လို့လားမဟုတ်ပါဘူးကိုမဲရအိမ်မက်တခုရလို့တကယ်ဟုတ်မဟုတ်သွားရှာမှာထုံနိုင်ကတော့ကွာအိမ်မက်ပဲမက်ချင်အောင်မက်မှာပေါ့အပြစ်မပဲဟုတ်ပါမလဲမဟုတ်ဘူးကိုရမရဲ့ညအမတ်တဲ့အိမ်မက်တကယ်အပြစ်နိုင်မြောင်ကျုပ်ကိုဖိုးကြီးတယောက်ကလမ်းနေညှို့ပေးလိုက်တာ အနေစမောင်မင်းကိုလမ်းညွှန်ပေးရဆိုတော့မင်းရောအဲလန်တွေကိုမှတ်မိရင်လားရမမင်းလိုက်တော့ထုံးနိုင်ကခါးကြမှာထိုးထားတဲ့ဆောင်းလေးတစ်ခုကိုထုတ်လိုက်ရင်ကျုပ်တို့ရှိကိုပြန်ပြပါရီမှတ်မိတယ်လို့ကျုပ်လည်းမေးဖို့ဆွဲထားတာကျုပ်ကမိဘကိုယူကြည့်လိုက်တော့မိဘမှာလမ်းတွေကတကယ်ရှိနေကြောင်းသိလိုက်ပါရီကျောင်းနဲ့ဘာရီရှိလို့မင်းကသွားချင်ရလဲအိမ်မထဲမှာကတော့ရွှေတုပ်သုံးထုပ်ဗျအိမ်မထဲကလူကြီးရတယ်ပြောသေးတယ်တထုပ်ကိုမင်းယူပြီး ကျင်းတဲ့နှစ်ထုပ်ကိုဖျားတယ်။မင်းကိုအိမ်မက်ပေးရဆိုတော့မင်းကိုနှကောင်းမှအထင်တယ်။နှစ်တီဘာတွေမသိပါဘူးမြား။ကျုပ်လည်းအဲ့နေရာမှာရှိမရှိသွားကြည့်ကြင်လို့ဗျာအေးကွာအဲ့နေရာမှာမင်းပြောတဲ့ရွှေတုပ်ရှိလားမရှိလားမသိပေမဲ့မင်းဆွဲထားတဲ့မြေပုံရဲ့လမ်းတစ်ဝက်လောက်ထိတော့ရောက်ဘူးလေခုဘကတော့ငါလည်းမရောက်ဘူးဒါဆိုဒီလမ်းနေရာတကယ်ရှိတာပေါ့အေးရှိတယ်ဒါနဲ့ငါတို့ကနောက်နေ့ရက်လောက်ကြာမှတောပြစ်ထွက်မှာ မင်းကဘယ်နေ့သွားကျင်တာတော့ရပါရယ်ဗျာကိုမတ်တို့ကိုရမတို့သွားမှာပဲအတူသွားကြတာပေါ့ဒီလိုလုပ်မယ်ဗျာအရင်ဆုံးကျုပ်တို့မိဘုံရဲ့တည်နေရာကိုအရင်သွားကြမယ်တကယ်လို့ဘာမှမရှိရင်လည်းတော့ပြည်ပြည်ပြန်ကြတာပေါ့ရှင်နဲ့ကျုပ်ရမယ့်ဝေစုတွေရဲ့တဝက်ကိုကိုမတ်တို့ပေးပါမယ်မလိုပါဘူးတကယ်ရှင်တော့မင်းထိုက်လို့မင်းရတာငါတို့မလိုချင်ပါဘူးကဲကဲကဲမိခုပြန်တော့နောက်နေ့ရကြရင်မနက်စောစောအိမ်လာခဲ့မင်းပြောတဲ့နေရာသွားကြတာပေါ့ ကောင်းပြီဗျာဓာတ်နေမီဘုံကိုမတ်တို့ယူထားပါလားသူကမိတဲ့ရော့တဲ့နေဆိုတော့ပျောက်သွားမှာဆိုလို့ပါအရာလေငါတို့တိတ်ထားလိုက်ပြီခုဒါဆိုလေကျုပ်ပြန်လာအောင်မယ်ဗျာဂျွန်နိုင်ငါချန်လေးကပြန်ထွက်သွားပါတယ်ဂျွန်နိုင်တို့မိသားစုကတော့ဆင်းရဲကြရပြီးမိခင်ဖြစ်သူဟာလေကားပေါ်ကလိန်ချတဲ့တန်နဲ့အောက်ပိုင်းလှုပ်မရတော့ဘူးလေဖခင်ဖြစ်သူကလည်းကျမ်းမာကြီးတိတ်မကောင်းခြင်းကြောင့်မိသားစုဝိုင်းကြီးကဂျွန်နိုင်ပေါ်စုပြုံနေရဖြစ်ပါတယ် မိသားစုတစ်ခုလုံးဘာသာတရားကိုဆိုင်ကြရမှာယခုလိုအိမ်မက်မျိုးရချင်းလို့လည်းတွေးမိတယ်။ကျွန်နိုင်ပြောလို့သာရွှေများတကယ်ရှိမှာကကျွန်နိုင်ရဲ့ဘဝပြောင်းလဲသွားပြီကိုဝမ်းမတ်တသာမြင်ရအောင်မှာဖြစ်ပါရဲ့။ကိုမရနဲ့တရားလည်းခွဲခွဲကြကြအရန်လုပ်ပေဗျာ။ရုတ်တရက်ကြီးဘာသာပြပြန်တာတော့ရမရဲ့ဘယ်နဲ့ကိစ္စပေါ်လာပြန်တာလဲ။အဘယ်နဲ့ဖြစ်ရမလဲဗျာ။ထိုးနိုင်ကြတော့ရွှေပြည်ရအောင်မဆရာဗျာ။ကျုပ်ကိုမရတဲ့နဲ့ကြတော့ မေတော့အမေကြီးကိုခေါ်ချလာရတယ်ဗျာစဉ်းစားကြည့်ပါဦးမင်းကတော့လေအခုမင်းပြဿနာကနတ်ကိုအပြစ်တင်ရမှာမဟုတ်ဘူးကံကိုအပြစ်တင်ရမှာကွာကံကိုကျောက်ကလည်းရာမကိုစားနာပြီးတန်လျာမှာပြန်လဲနေလိုက်ပါတယ်ဘာလို့လို့နဲ့နှစ်ရက်ဆိုတဲ့အချိန်ကုန်ခဲ့ပြီဖြစ်တယ်ကျောက်ကတော့မိုးမလေးမိထားပြီးလိုအပ်တာတွေကိုထည့်သွင်းနေရတယ်ရာမကမနှက်စာစားရတဲ့အတွက်သမီးချက်ပြီးရနေသူ့လက်ဆွဲဓာတ်တို့လေးကိုသွေးနေတယ်ခဏကြာမိုးလင်းလာတော့ထွန်းနိုင်က ကျောင်းလေးတစ်ခုနဲ့ရောက်လာပါရဲ့။ဟဲ့ထုံးနိုင်မင်းကိုမေးကာဝယ်ဖို့ဘာလက်နဲ့မှယူမလာဘူးလား။မယူတော့ပါဘူးဗျာ။ကိုမတ်တို့ကိုရမတို့ရှိနေရမယ်။ကျုပ်တို့လုံကြုံပါရဲ့ဗျာ။အပေဖြစ်ပါမလဲကွာ။ငါ့အိမ်မှာတနတ်ဖို့တလက်ရှိတယ်။မင်းယူခဲ့လိုက်။ကြည်ပါထည့်ထားပြီသား။မယူတော့ပါဘူးဗျာ။ကျုပ်ကတနတ်ပြတ်တက်တာလည်းမဟုတ်ဘူး။ယူလဲပို့ပါပဲ။အေးအေးဒါဆိုလေငါတို့နဲ့ဘယ်မှခွဲမထွက်နိုင်တော့။ဒေါ်တာလူစုခွဲမှာဆိုလို့ စိတ်ချပါဗျာမခွဲပါဘူးဒါနဲ့ကိုမတ်တို့အစင်းသေးဖြစ်ပြီဆိုတော့မယ်လေအေးငါတို့ကအစင်းသေးဖြစ်နေတာကြားပြီးမင်းကိုစောင့်နေတာအခုရလာပြီဆိုတော့သွားကြတာပေါ့ကျိုးတို့ကရွာက စတဲ့ထွက်ခွာခဲ့ပြီလေဖြစ်ပါရင်တောင်းဝင်ရောက်တော့တောထဲမှာတတိထားရဲ့ထုံးနိုင်ကိုတိချာမာရတယ်ဒီတိချောင်းကိစ္စဖြစ်ဖြစ်ကျိုးတို့နဲ့အရင်တိုင်ပင်ရမယ်ကြောင်းပြောတော့ထုံးနိုင်ကလည်းလိုက်နာပါရင်တောထဲရောက်လာတော့မြောက်တီအော်တိုင်ကိုကြားရပါပြီကိုမအခုကျိုးတို့ဘယ်လိုရောက်ပြီလဲ အခုမှခေးရဲ့လေးဘုံတပုံပဲရောက်နေတယ်။အရှိစိုးတောထူတဲ့ဝေဘောရိုက်နေရာကိုတိတ်ချကြီးဆိုင်ကြ။ကျောက်ကမွေရီပေါ်ရီနီယာနဲ့နီးလာခြင်းကြောင့်တတိသားရမှာကြားပြီးတော့ရှေ့ကိုထွက်ခဲ့ပါရင်ဒေါက်တာရီနီယာကဖြတ်တော့မွေရီကိုမကြမကြတွေ့ရတယ်။လင်းမွေရီမွေစိမ်းလေးကိုလည်းကက်ဆိတ်ဆိတ်တွေ့ရတယ်။အစိမ့်မရှိတဲ့အကောင်လေးဖြစ်ချင်းကြောင့်သာစိတ်အေးရပါရင်။ကမဟူမာခွေနေတာမွေဝေးကြီးမဟုတ်လား။ရမကနေရာတစ်ခုကိုညွှန်ပြပြီးပြောလာတယ်။တပိတ်တာကအရွယ်မွေဝေးကြီးက ဂိုင်းပုတ်တစ်ခုထဲမှာခွေးနေတယ်။ရမမျက်စိနေခြင်းကြောင့်သာတွေးရခြင်းဖြစ်တယ်။ဝေဝေးကြီးကွာ။သူ့ဘာမှမလုပ်ရင်ရမ်းမှု။ဟိုဘက်ကလှည့်သွားပေါ့။ဝေဝေးရင်းကတော့သူကရင်စားပြီးရမ်းမှုတက်ရကျုပ်တို့ကလည်းဘေးရနေကြွေသွားကြပါရဲ့။ဝေရီပေါ်ရင်နေရာကျော်လွန်ပြီးတော့တောင်ရဲ့ဆောက်ကိုရောက်လာခဲ့တယ်။ကွမတ်တောင်ကအတော်လေးမဆောက်လို့ပဲနော်။ဟုတ်တယ်ထွန်းနိုင်ရဲ့။ဒီဘက်ပိုင်းမှာနည်းနည်းမဆောက်တာပါ။တောင်စင်းရောက်ရင်တော့ပြေလျှော့ပါရဲ့။ ။ဒါနဲ့မင်းသွားမယ့်နေရာရောက်ဖို့ကဒီကြောင်ပါဝင်တောင်သုံးတောင်ကိုကျော်အောင်ပါ။ဒီလောက်တောင်ခီးဝေးရလားဗျာ။ကျုပ်အိမ်မက်ထဲမှာတော့ခဏလေးပဲဗျာ။မင်းဆွဲထားတဲ့မြေပုံကအားလုံးပါမဟုတ်ဘဲနဲ့မြေပုံကျန်းနေနေဆွဲထားတာ။တကယ်ဆိုခီးကတော်တော်ကြီး။ဒါဆိုလည်းမတော်နေတော့ဗျာ။ကျုပ်ကြောင့်ဒုက္ခများနေပါမယ်။မဟုတ်တော့ကွာ၊ကုညီတဲ့နာကုညီတာပါ။မေးတာခီးမှာကယူဆိုင်ကျတော့ကဆက်လက်ခီးထွက်ခဲ့ရမှာပထမတောင်ကိုလေကြုံလွန်ခဲ့တယ် ဒုတိယတောင်ရောက်တော့အခရီးဆက်ရန်အချိန်မရှိတော့တာကြောင့်စကန်းချဖို့ပြင်လိုက်ပါရီဝါရီနဲ့လင်းစင်တစ်ခုဆောက်ပြီးညစာစားပြီးရနဲ့လင်းစင်ပေါ်တက်နေလိုက်တယ်။လင်းစင်အောင်မတော့မီးပေါ်တစ်ခုဖို့ထားလိုက်ပါရီကမတို့တခုမေးလို့ရမလား။ရရီလေးထုံနိုင်အပါမေးလို့လဲ။မေးလေ။ကမဒီနေရာကိုအမဲပြေလာဘူးလားဗျာ။မလာဘူးကွာ။ငါအရှိတောင်မှပဲဖြစ်တာ။အခုတောင်ကိုကြတော့မျက်စိလည်ရင်တခါပဲရောက်ဘူးလား။အခုခရီးနဲ့ဆိုရင်တခါပေါ့။ ။အော်ဒီတောင်ကပုံမှန်ထက်ပိုတိတ်ဆိတ်လိုပဲနော်။အင်းတောင်းအောင်ကြည်ကြည်မှမရှိရနဲ့။ညဘက်အစာရှာရဲကောင်နေလို့ဖြစ်မှာပေါ့။ကဲကဲကဲမင်းတို့အိတော့နေကြောင်လေခိထားရအောင်ပါ။ကျုပ်ကယာမနဲ့ထုံနိုင်ကိုအိမ်ရန်ပြောပြီးကင်းဆောင်နေလိုက်ပါရီ။ပဝင်းချင်းချီနေကောင်းတာမို့ကျုပ်ကညလေလာမှအိပ်ပျော်ခဲ့တယ်။မနေ့ရောက်တော့မနေ့စာစားကြပြီးကြံသေးရဲ့ခီးကိုဆက်ခဲ့ပါရီ။ကိုမဒီနေရာမှာပုတ်ဟဲအနံ့နေရတယ်လို့ပဲကြားများရှိလားမသိဘူး။ မသိပါဘူးကွာငါတို့မရင်နေတဲ့နေရာမျိုးဆွေးမိရတော့အမှန်ပဲတနေ့ကမှလမ်းကဘလောက်ရောက်ပြီလဲခကြီးရဲ့တဝက်ကိုတော့ကြော်လာခဲ့ပြီဘုညာကြော်လို့မနေရောက်တဲ့ခကြီးဆက်သွားရင်တော့သွားမယ့်နေရာရောက်လာပါတယ်ကျုပ်တို့ကခကြီးဆက်လာရောက်တောထူတဲ့နေရာနဲ့တားရရီပေါ်တဲ့နေရာတွေကိုကြော်ပြတ်ခဲ့ပါတယ်ညနေမောင်ကြီးပြောချင်ရောက်တော့ရွာတရွာကိုအမှတ်မတင်တွေ့လိုက်ရတယ်ရှာမနဲ့ထွန်တိုင်းရှိမှရွာတရွာကွာအခုညတော့တဲစရာနေရာရပြီပေါ့ ကိုမဒီလောက်တောနေတဲ့နေရာမှာ ရွာဘလို့ရှိနိုင်ပါလဲကြက်ရွာတွေများဖြစ်နေမလားနော်တွေးပြီးကြောင်မလီစမ်းမလဲထုံးလိုက်ရအရင်ဆုံးလေ့လာကြည့်ရပေါ့ဦးလေးဒီရွာနာမည်ကဘာလဲဗျာကျုပ်တို့ရွာနာမည်ကိုမတွေ့မိလို့ပါငါတို့တို့ကမိုးဆိုးရည်တင်နေဒီရွာကကန့်ဘလို့ရွာပါကျုပ်တို့ကမိုးဆိုးရည်ဆိုတာဘလို့သိရလဲဦးလေးရဲ့ဩဒီရွာကလူရောက်ပေါ့နေလေးလေး ရောက်တဲ့သူမှန်သမျှမုတ်ဆိုးရီပဲ။မိုးကလည်းချုပ်တော့မယ်ဆိုတော့ဦးလေးအိမ်မှာတဲကြပါလားငါတို့ရော။အကျေးဇူးတင်ပါတယ်ဦးလေးရာ။ချုပ်တဲ့ခီးတစ်ခုနဲ့ထွက်လာတာပါ။နေစရာပေးလို့လည်းကျေးဇူးတင်ပါတယ်။ရပါရဲကွာ။ရေဆက်ဆောင်လို့ကုညီရတာပါ။ကဲကဲကဲဦးလေးအိမ်လိုက်ခဲ့။ချုပ်တော့ရီဦးလေးခေါ်ရနောက်ကိုလိုက်ခဲ့ပါရဲ။ဘာလို့အေးလေးလူနေကြနော်။ဦးလေးခဏလေးညစာလာပို့ပေးမယ်။ဟုတ်ကဲ့ဦးလေး။ ကျုပ်တို့ကိုအရိယူလေးရပြောပြီးအိမ်ရောက်ကိုဆင်းသွားပါရဲ့။ရမနဲ့ထွန်းနိုင်။အဲ့လူလာပို့တော်ရင်မစားနဲ့နော်။ငါအချင်းတွေသိမ့်မတင်ကားလို့။ဘာများထုလို့လဲကွန်မရဲ့။ကျုပ်ကတော့ဘိုက်တော်စားနေရဗျာ။ငါပြောတယ်လို့လှုပ်ဆက်မှာကွာ။မင်းတို့ကရှာဖို့ရှင်။ခဏလေးတော့ဦးလေးကြီးပြန်တက်လာပြီးညစာရီယူလာရင်ညစာရီကတော့ကြက်သားငပိနဲ့တုတ်စရာတွေဖြစ်ပါရဲ့။ဟင်းဒီကတော့မွေးချိုင်တွေရာကျုပ်ပင်စားချိန်စိတ်ကိုချုပ်တင်းထားရတယ်။ ညစာအတွက်ကျေးဇူးတင်ပါတယ်ဗျာကျုပ်ကတော့ပိုက်စာနေပြီဆိုတော့စားလိုက်အောင်မေဗျာစားပါကွယ်စားပါနောက်ထပ်အများကြီးရှိပါသေးတယ်ငါထင်ရဲ့ကျုပ်ပြောထားပြီမေယာမနဲ့ထွန်းနိုင်ကတော့စားနေပြီဖြစ်တယ်တရားငါတူပါအောင်မစားဘူးလားကွယ်ဟင်းနေမကြိုက်လို့လားမဟုတ်ပါဘူးလေဒီကိုမရောက်ခင်လမ်းမှာအသေးသေးစားလာတာမလို့မစားလို့ပါပြီးတော့အရန်လဲအိတ်ချင်နေလို့ဩအေးပါကွယ်လိုအပ်တာရှင်ပြောတော့ဦးလေးအိမ်ရှိမှရှိရဲ့ ရူလျာအင်းရှိမှဘာသာလုံးလို့လေရင်းနှီးချမ်းလေးတောင်းရင်ထိုင်မလို့ပါကွာအော်ဟုတ်ကဲ့ဦးလေးအဲ့ဒီဦးလေးကအင်းရောက်ကိုဒုတိယကျင်းစဉ်းသွားပြီဖြစ်ပါရဲ့ကိုမရစားလို့ကောင်းချက်ကတော့မျက်လုံးတွေပါမေးလာတယ်ဗျာဟုတ်ပါကိုရမရချက်ထားလေကောင်းလုံးလို့အိတ်တော်အိတ်ချင်လာပြီကျုပ်တို့တော့အိတ်တော်မယ်ဗျာရမနဲ့ထောင်းနိုင်ကတော့တိုင်ပေါင်းကြီးစွာအိတ်ပြောသွားကြပြီဖြစ်ပါရဲ့ကျုပ်ကလည်းမတင်ကြတဲ့ခြေနေကိုစောင့်ကြည့်ရန်တလက်ကိုခေါက်ကနေ ရှိလိုက်ထားပြီးတော့အိတ်လိုက်ပါရဲ့ညလုံးကိုလည်းနေငယ်ဖွင့်တော့တာမှမြင်နေရတယ်။ငါတို့တို့ငါတို့တို့ဦးလေးကြီးကအိမ်ပေါ်ပြန်တက်လာပြီးကျုပ်တို့ကိုခေါ်နေချင်းဖြစ်ပါရဲ့။ဟိုနကောင်ကတော့အိမ်ပေါ်ကြာနေတာမှပြန်မထူးကြဘူးလေ။သူကလည်းအချင်းအောင်ဆောင်းနေရမှပြန်မထူးလိုက်ဘူး။နောက်ဆုံးတော့ငါမိသားစုဒီနေရာကနေလွတ်တော့မှာပါလား။အဲ့ဒီဦးလေးကကြီးလိုက်ပြီးကျုပ်တို့နောက်တိုးကပ်လာပြီးဆိုင်ကြည့်နေတယ်။ အိမ်မောကိုနောက်ထပ်လူနည်းအောင်လည်းတက်လာခဲ့တယ်။ကလေးတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါရယ်။ရိန်းနှုတ်ကကျုပ်တို့နားကိုတိုးလာပြန်တယ်။ကျုပ်တို့ကိုကရင်လက်ကိုလှမ်းမာတော့ကျုပ်ကလဲနေရကခေါက်ကတနက်ကိုလည်းထုတ်ဦးလေးကြီးရဲ့ခေါင်းကိုလည်းပြစ်ချလိုက်တယ်။ကျေလောင်တဲ့တနက်တန်ထွက်ပေါ်လာပြီးမှရှားမောတို့ကနိုးလာခြင်းမရှိအိမ်မြန်အိမ်နေကြပါရယ်။ခေါင်းမရှိရတဲ့ကိုလုံးကြီးကလည်းရှေ့ကိုလဲကြလာတယ်။ကျုပ်ကတနက်ကိုကြီးထက်ထိုးပြီးတော့အမျိုးသမီးဖြစ်သူကိုထပ်ပြစ်ချလိုက်တယ်။ ျုပ်တနက်စာမိသွားတဲ့နှစ်ယောက်ကလည်းပုတ်တိုးသွားပြီးအယိုးကြောက်တွေဖြစ်ကုန်ကြတယ်လေနောက်ထပ်ကြံနေတဲ့ကလေးကတော့ကျုပ်ကိုပြေးချင်ရာတန်တန်းနဲ့စောင့်ထိုးထလိုက်ပါရဲ့အဲ့ဒီကလေးတရေကလည်းလဲနေရကပြန်ထအကျုပ်ကောင်းဘော်ကခုန်တန့်ရောင်းကျွန်တော်ကိုဆွဲကျမ်းဘော်ကိုကင်ပေါက်လိုက်တယ်ကလေးတရေကတော့ကျမ်းဘော်လူလဲချပြီးကျုပ်ချရာကိုကန့်ရပြေးလာပြန်တယ်ကျုပ်ကလည်းတန်တန်းကြီးကိုအမြန်ထုံးပြေးလာတဲ့ကလေးတရေကောင်းကိုလည်းပြစ်ချလိုက်တော့ခေါင်းကပွင့်ထွက်သွားပြီးသူမိမရိကဲတို့အယူကြောက်တွေဖြစ်သွားကြပါရဲ့ခွေးကောင်းလည်းထားစမ်း ်ကဲဟောတလောက်အေးမတက်ကောင်းနေကျောက်ကရွရွတို့မရတော့တကောင်သားနှစ်ယောက်ရဲ့ပါးကိုအားရပါးရရိုက်နှိုးလိုက်ပါလေဟမ်ဘာဘာဖြစ်တာလဲဘာဘာဖြစ်တာလဲထားတော့ငါတို့အခုရောက်နေတာမင်းဖအိမ်မဟုတ်ဘူးကိုမကလည်းဗျာအေးကောင်းပြီဆိုလှုပ်ပြီဗျာဘာဖြစ်လို့လဲဟာဒီလောက်ဖြစ်နေရအောင်ဘာဖြစ်လို့လဲဟုတ်လားကျောက်ကယာမရဲ့ပါးကိုနောက်တစ်ချက်ကန့်နာနာရိုက်ပြီးလိုက်မှယာမကကြည်ကြည်လင်လင်ဖြစ်သွားပါလေ ဟမ်ဒီရိုးစုတွေကဘာတွေလဲကျုပ်တို့ဘယ်ရောက်နေရလဲအဲ့ဒါတွေနောက်မှပြောမယ်အခုဒီရလေးအမြန်ထွက်သွားရအောင်ကျုပ်ကရာမတို့နှစ်ယောက်ကိုအမြန်ခေါ်ပြီးရွာကနေထွက်ခဲ့ပါတယ်ရိနီယာနဲ့တော်ဝေးတော်မှပြေးလာတာကိုရက်လိုက်ကြပါတယ်ပြတမယအကြောင်းတွေကိုပြန်ပြောပြရအောင်ရှာမနဲ့ထုံနိုင်ကအလွန်အောင်းနေကြပြီ။ဟာဒါဆိုတုတ်တစားခဲ့တာဘာလို့လဲ။ငါနောက်ဆုံးပကံနဲ့လှမ်းကြည့်လိုက်တော့တည့်ရက်စင်းနေတည့်ရက်၆တွေမြင်လာပဲ င်းတို့အမြန်အံ့ကြစမ်းရှာမောင်းနဲ့တွန်းနိုင်ကလည်းတဝဝနဲ့အန်ဒီချာရတည့်ရချက်တွေထွက်လာပါရင်မောလင်းနဲ့ team အိတ်ကြတော့ပဲမောလင်းချင်းကိုသာစောင့်နေမိကြတယ်မောလင်းတော့အညာရွာကိုပြန်ကြည့်ရောရွာတရွာခန့်ကွင်းပြင်ကြီးဖြစ်နေတာကိုတွေ့ရတယ်မြေပေါ်ရခီးဆက်လာရမှာတော့တွန်းနိုင်ကလည်းအိမ်မထဲကနေရာကိုတွေ့ပြီလို့ဆိုကောင်းရောင်ပင်ကြီးတပင်ရဲ့အခြေကအပေါက်ထဲကိုလှမ်းလိုက်ကြည့်တော့တွန်းနိုင်ပြောသလိုရွှေအိတ်သုံးအိတ်ကိုတွေ့ပါရင်တုံနေရောင်မကတွန်းနိုင်ထပြောနေမိတာပေါ့ အပြန်ခရီးကိုတော့ခတ်သွက်သွက်ပြန်ခဲ့ပြီးညဤစခန်းကိုလည်းတိပင်ကြီးတွေပေါ်မှာသာလင်းစင်ဆောက်ပြီးကြော်ပြခဲ့ပါရီနေရမြအပြန်ခရီးကြပြီးတော့ရွာစီကိုပြန်ရောက်လာခဲ့တယ်အခုခရီးစဉ်ကတော့အစိုးချင်းကောင်းချင်းများရောနှောလျက်ရှိနေပါတော့တယ်ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရန်ဝင်းထွန်းရေးသားထားတဲ့စာနီတော်မောင်မတ်နှင့်တခုသောခီးစဉ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် နားဆင်ပေးကြတဲ့ပရိသတ်တဦးတယောက်ခြေစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရယ်ဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခန့်ပဲဖြစ်ပါရယ်ခင်ဗျာ